အားလုံးမင်္ဂလာပါမသူဒီနေ့ဝေမျှကျင်တာလေးကကြတော့တအိမ်ပြင်ပမှာသတိတည်တာဘာကြောင့်လဲအဲဒီတအိမ်ပြင်ပမှာသတိတည်တဲ့အကြောင်းရင်းကကြတော့အကြောင်းရင်းမရှိဘဲတော့သတိမတည်နိုင်ဘူးမသူကူပြောမဲ့အချက်တွေကြောင့်တအိမ်ပြင်ပမှာသတိတည်နိုင်တယ်ဒီဗီဒီယိုလေးကကြတော့အရေးရှိမယ်ဆိုရင်တော့ like and share လေးလုပ်ပေးပါတအိမ်ပြင်ပမှာသတိတည်ရတဲ့အကြောင်းရင်းတွေထဲမှာဆိုလို့ရှိရင်မသူဗရမဗီဒီယိုလေးမှာပြောထားသလိုပဲသူကဒီမမမျိုးဦးလေးနဲ့တောက်ကောင်လေးနဲ့ကတောက်ပြုံထဲမှာတွေ့တယ်အဲတောက်ပြုံလေးထဲမှာတွေ့ပြီးတော့ သူကအဲ့မျိုးအောင်တဲ့သားတရေသားလောင်းတွေကကြတိုင်ရင်လေးကိုဆင်းလာမှဒါပုံမှန်ကိုဝင်ဆောင်တာပေါ့နော်အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့ဒီတောက်ပြုံထဲမှာပဲမဆင်းလာဘဲနဲ့တရေတဲတာရှိတယ်ဗြဟ္မဗီဒီယိုမှာပြောသလိုပဲတိုင်ရင်မှာပေါ့နော်တိုင်ရင်ခေါင်းမှာတရေတဲနိုင်တာလည်းရှိတယ်နောက်မျိုးရှိရင်တောက်ပြုံပေါ့နော်တောက်အိမ်မှာပေါ့တရေတဲတာလည်းရှိနိုင်တယ်နောက်တစ်ခုကျဝမ်းပိုက်တဲ့ဒီဆင်းပြီးတော့ဒီတိုင်ရင်ပြင်မှာတရေတဲတာတွေရှိတယ်အဲ့လိုမျိုးဖြစ်တဲ့ဟာတွေမှာမဆိုရှိရင်60ရာခိုင်နှုန်းလောက်ကတော့အများဆုံးကကျတော့တောက်ပြုံမှာပဲတရေတဲတာများတယ်ပေါ့နော်ဒါကလည်းဗာ ကြောင့်ဖြစ်ရတယ်လဲဆိုလို့ရှိရင်ဒီသတိသားလောင်းလေးပေါ့နော်သတိသားလောင်းလေးကတာဥပြုံကနေပြီးတော့သူကတိမ်နေကိုဆင်းလာတဲ့ခါမှာဆိုရှင်တာဥပြုံမှာဒီ ဘယ်လိုပြောမလဲတာအုပ်ပြုံမှာသူကချိုယွင်းနေတဲ့အတွက်ဒီဒရေသားလောင်းလေးကတာအုပ်ပြုံကနေပြီးတော့တိမ်ထဲကိုမစင်ပိုင်းမစင်းနိုင်မနဲ့သူကတာအုပ်ပြုံမှာပဲအဲဒရေသားလောင်းလေးကကန့်ညိနေတာပေါ့နော်တွယ်နေတာတွယ်ပြီးတော့ဒရေတဲနေတာပေါ့နော်ဒီလိုဖြစ်ရတဲ့အကြောင်းအရာကျတော့ဒီတာအုပ်ပြုံမှာပိုးဝင်မှုတဲ့သူတွေနောက်လို့ရှိရင်တာအုပ်ပြုံခွဲစိတ်ခံထားတဲ့အခါမှာဆိုလို့ရှိရင်သူကအနေရွတ်တွေဖြစ်တဲ့အတွက်ဒီတာအုပ်ပြုံလမ်းကြောင်းလေးကကျင်းနေတဲ့အတွက်ဒီဒရေသားလောင်းလေးကအောက်ဆီဂျင်မှုအတွက်ခက်ခဲကြံ့ကြာနေတဲ့အခါမှာဆိုလို့ရှိရင်သူကဒီတာအုပ်ပြုံထဲမှာပဲဒရေတဲ သွားတာပေါ့เนาะဒါအချက်ဒါလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့မျိုးရိုးဗီဇာကြောင့်လည်းအဲတိုင်ပြင်မတတိတင်နိုင်တယ်နောက်တစ်ခုကကြတော့ဟော်မုန်းတွေဟော်မုန်းအပြောင်းလဲတွေကြောင့်လည်းဒါတိုင်နဲ့ပြင်မမှာတတိတင်နိုင်တယ်နောက်တစ်ခုကကြတော့မွေးရပါချူရင်းချက်ရှိနေတဲ့ဒါပြီးဆိုရင်လည်းတိုင်ပြင်မမှာတတိတင်နိုင်တယ်နောက်ဆုံး၅ချက်အနေနဲ့ကကြတော့တောင်းပြွန်နဲ့ဒီဒီဘယ်လိုကောင်းလဲတိုင်အိမ်မှာဆိုလို့ရှိရင်ပေါ့เนาะဒီမျိုးပွားအင်္ကာတွေပေါ့เนาะမျိုးပွားအင်္ကာတွေမှာ သူတို့နှစ်ခုကိုထိခိုက်စေတဲ့ခြားယောဂါတွေကြောင့်ဆိုလို့ရှိရင်လည်းတဲ့အင်ပြင်မှာတရေတန်နိုင်နေပေါ့နော်။မတူကူပြောတဲ့ဗီဒီယိုလေးကကြည့်နေတဲ့သူတွေအတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးပါ။ကျဲမာရင်းနဲ့ပတ်သက်ပြီးသိချင်တာရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment မှာဝင်ပြီးတော့မေးလို့ရတယ်။တခြားကျဲမာရေးပြဿနာတွေကိုဒီအခမ်းအနဲတိုင်ပင်ဆွေးနွေးပေးနေတယ်ဆိုတဲ့အကြောင်းကိုလည်းပြောချင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။